ကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့မှာအကြမ်းဖက်စစ်တပ်ရဲ့ရိခါပိုးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတယ်လို့ကံမဒေသတော်လိုင်းတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မေလာ31ရက်နေ့မှာစတင်ပြီးပခုတ်ကူတမတရတက်မှထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဒုတမမှုဦးဆောင်တဲ့ကားအစီရေ120ကျော်ခန့်နဲ့စစ်ကောင်စီတပ်သားအင်အားတထောင်ခန့်ပါဝင်တဲ့ရိခါပိုးစစ်ကြောင်းဟာပေါင်းမြို့နယ်အတွင်းကိုထွက်ခွာလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါကျန်းဖက်စစ်တပ်စစ်ကြောင်းကို ဇွန်လ3ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကပခုတ်ကိုကမ်းမလမ်းပိုက်တင်နေရမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တော့လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါရယ်အဲ့ဒီစစ်ကြောင်းကိုလက်ရှိအချိန်ထိတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်နေဆဲဖြစ်ပြီးအကြမ်းဖက်စစ်တဲ့စစ်ကောင်စီတပ်သားများရှေ့ဆက်မတိုးနိုင်ဖို့တားဆီးပိတ်ဆို့တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရပါရယ်ဇွန်လ24ရက်နေ့နဲ့25ရက်နေ့တို့မှာအဆိုပါကျန်းဖက်စစ်တဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်သားနှုတ်ဟာလည်းတော်လိုင်းတပ်ဖွဲ့များထံအလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါရယ် ထို့ပြင်စစ်ကောင်စီတပ်သားများမိုင်းရှင်းလင်းရေးပြုလုပ်နေစဉ်ထိခိုက်ပျက်စီးခဲ့တဲ့မြေတူးရင်တစီသိန်းစီရရှိခဲ့ကြောင်းလည်းသိရပါဗါဒ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူ၃ကိုလည်းဖမ်းဆီးတပ်ဖြတ်ထားပြီးပြည်သူ၅ဦးကိုလည်းလူသားတိုင်းဖြစ်ဆက်လက်ဖမ်းဆီးထားသလိုအကြမ်းဖက်စစ်တပ်ကပြည်သူများနေထိုင်တဲ့ခြေရွာများသာသနာအဆောက်အဦများနဲ့ဆစ်ဆောင်ပြည်သူတွေကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးလည်းသေဆုံးခဲ့ရတယ်လို့သိရပါဗါဒ်ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကဇွန်လ၃ရက်နေ့မှာမိုင်းဆွဲခဲ့တာပါစစ်ခွေးတွေထိခိုက်သေဆုံးမှုရှိပါတယ်တိုက်ပွဲကတော့ဆက်လက်ဖြစ်နေတုံးဆိုတော့ စစ်ခွေးတေစင်ကိုထပ်မံထုတ်ပြန်ပေးသွားပါမယ်လို့ကာမဒေတာတော်လိုင်းတပ်ပေါင်းစုမှတာဝန်ရှိသူတူကပြောဆိုထားတာပဲဖြစ်ပါတယ်။အဆိုပါချမ်းဖက်စစ်တဲ့ရိတ်ခေါ်ပို့စစ်ကြောင်းကိုကာမတပ်ပေါင်းစုမြိုင်ပကဖာပောက်ပကဖာပခုတ်ကိုခိုင်တရင်များအမတ်ရှိစစ်ကြောင်းနဲ့လိုကယ်တပ်ပေါင်းစုများကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးရွှေဘိုစိတ်ခုံရွာမှာထိုင်ချတက်ဆွဲထားတဲ့စစ်သားတွေကဆိုင်ကယ်စီးလာတဲ့ပြည်သူတို့ကိုဖမ်းဆီးပြီးငွေကျပ်300နဲ့ဆိုင်ကယ်ကိုလူယူသိမ်းဆီးသွားတဲ့တဲ့တင်ကိုဆက်ပြီးဖော်ပြပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်စိတ်ခုံရောင်မှာထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်သားတွေကဆိုင်ကယ်စီးလာတဲ့ပြည်သူလူထုကိုဖမ်းဆီးပြီးငွေကျပ်300နဲ့ဆိုင်ကယ်ကိုလူယူသိမ်းဆီးသွားတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့အစည်းတာဝန်ခံကပြောဆိုထားပါတယ်။ဇွန်လ23ရက်နေ့ကရွှေဘုံမြို့နယ်စိတ်ခုံကြီးရွာကစစ်တပ်ကိမှစစ်ကောင်စီတပ်သားတွေကဆိုင်ကယ်စီးလာတဲ့ခီးသွွားမျိုးသားနှုတ်ကိုဖမ်းဆီးပြီးငွေကျပ်300ဖုံးနှလုံးနဲ့ဆိုင်ကယ်တို့ကိုလူယူသိမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ခီးသွွားပြည်သူနှုတ်ကရွှေဘုံမြို့နယ်ဝက်လက်မြို့နယ်ကကံကြီးတောရွာကလို့သိရပါတယ်။ ရွှေဘောကနေမုံရွာဘက်ကိုအသွောင်းရွှေဘောစိတ်ခုံမုံရွာလမ်းဘေးမှာရှိတဲ့စိတ်ခုံရွာစစ်တပ်ဂိတ်ရှိကိုဖြတ်သွားတော့ဆိုင်ကယ်ကိုလူနှုတ်ဦးစီးရဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းတာပါနေအောင်စလုံးကိုလက်ပြန်ကြိုးတော့ဒူးထောက်ခိုင်းထားပြီးဂိတ်ရှိပေးလမ်းဘေးမှာတနေကုန်နေပူလမ်းပြီးညနေ9နာရီလောက်ကြမှာငါတို့ကလူတက်တဲ့အဖွဲမဟုတ်ဘူးမင်းတို့သွားကြတော့ဆိုပြီးလွတ်ပေးလိုက်တာငွေကျပ်300ဆိုင်ကယ်နဲ့ဖုန်းတွေကိုတော့ယူပြီးလူကိုပဲပြန်လွတ်လိုက်တယ်လို့ပြည်သူ့ဘတ်တော်သားအဖွဲ့အသင်းတာဝန်ခံကပြောဆိုထားတာပဲဖြစ်ပါတယ်ရွှေဘုံမြို့နယ်စစ်ကွန်ရွာစစ်တပ်အထိုင်ကိတ်ရှိစစ်ကောင်စီတပ်သားများက ရှေဘောစိတ်ခုံမူကကြီးမုံရွာလမ်းဘေးမှာတရှိပြီးမြို့တယ်ပေါ်များစွာမှာတရက်လျင်ကားအစီးရေထောင်းချီဖြတ်သွားနေတဲ့ကားများထံမှာကောက်ခံရရှိတဲ့ငွေကျပ်သိန်းရာချီကျော်ကိုအကြမ်းဖက်စစ်တပ်အတွက်ရှာဖွေပေးနေတဲ့ဂိတ်ဖြစ်တယ်လို့လည်းသိရပါဗျ။ခီးသွားပြည်သူများအနေနဲ့ရွှေဘိုစိတ်ခုံမူကန်ကြီးလမ်းပိုင်းမှာတပင်းရေတော်မုံရွာဘက်ကိုသွားမယ်ဆိုပါကစိတ်ခုံရွာအကြမ်းဖက်စစ်တပ်ကိုရှောင်ရှားသွားလာကြဖို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုထားတာပဲဖြစ်ပါတယ်။ခုတစ်ခါ မြင်းမှုနယ်တရချောင်းမြို့နယ်တို့မှာစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကစစ်ကောင်စီတပ်သားတအုပ်သေးဆုံးသွားတဲ့တဲ့မှာစကိုင်းတိုင်းမြင်းမှုမြို့နယ်ဂွေးပင်တော်ကြေးရွာမှာရှိတဲ့စစ်တပ်အထိုင်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတယ်လို့ DGYR ပျောက်ကြားတစ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဇွန်လ24ရက်မနက်09:30မိနစ်အခန်းမှာမြင်းမှုမြို့နယ်ဂွေးပင်တော်ကြေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းဗုံးများနဲ့အထိုင်စခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီတိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။နှစ်ဖက်တိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တော်လဲဒရုန်းနှစ်စီးပြတ်ကျဆုံးရှုံးခဲ့ရတယ်လို့ဆိုပါဗျ။စစ်ခွေးတွေထိခိုက်မှုကတော့ရှိနိုင်ပါတယ်။တိုက်ခိုက်မှုအတွေ့မှာဒရုန်းနှစ်စီးပြတ်ကျခဲ့ပါတယ်။ပြန်ပစ်တာတွေလည်းရှိပါတယ်။ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့လည်းနည်းမြေပိုင်းခြားထားတာမျိုးမရှိပါဘူး။ ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တွေမြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေဟာလိုအပ်ရင်လိုအပ်လာသလိုအကူအညီတောင်းခံရင်တွားရောက်တိုက်ခိုက်နေပါတယ်။ဒါကြောင့်ပါဝင်ထောက်ပံ့ပေးကြဖို့နဲ့တော်လိုင်းအမြန်အောင်မြင်အောင်အားတင်းထားပေးကြဖို့လည်းမေတ္တာရက်ခံလိုပါတယ်လို့ DJYR ဖြောက်ကြားတက်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုတော့ DJYR Ukraine Counter Revolution အစက်ဖြောက်ကြားတက်ခွဲမှ DJYR Drone Team မြေမှုမျိုးနဲ့ပကဖပလက်အီကဲအေယာမှုဘွေးတက်ခွဲနဲ့ငစုံမျိုးနဲ့ပကဖတိုက်နယ်တစ်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အလားတူတနင်္သာရီတိုင်းတရေချောင်းမြို့နယ်မှာရှိတဲ့ပြင်းဖြူရွာဖုန်ကြီးကျောင်းမှာခိတ္တတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်ကတဦးသေဆုံးခဲ့တယ်လို့ T5s အဖွဲ့ကပြောဆိုထားပါတယ်။မေလ29ရက်နေ့မှာတရေချောင်းမြို့မှာဝင်းစခန်းကိုတဲ့ရင်အားတို့ရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား80ခန်းကပြင်းဖြူသားဖုန်ကြီးကျောင်းမှာခိတ္တခဏတက်ဆွဲပြီးရေချိုးနေချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုတွေမှာဂျမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သေဆုံးခဲ့ပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့ T5 Winston တပ်ဖွဲ့အမှတ်1814ဒရုန်းတရင် DSTNI နဲ့ဒေါင်းညင်အောင်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြည်သူကရွေးချယ်တင်မြှောက်ထားခြင်းလည်းမရှိလက်နက်အကူနဲ့၎င်းကို၎င်းဝန်ကြီးချုပ်ဆိုကမဲရောက်လိုက်ဟာဘယ်လာရုစ်မြို့တော်မင်းစတို၎င်းရဲ့ကိုပိုင်လေရင်ကြီးဖြင့်ဆက်ရောက်လာပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းဘဲလာရုစ်တို့ရောက်ဆင်ကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာအကုန်နဲ့ဇန်နဝါရီအစပိုင်းမှာပြုလုပ်သွားမယ်လို့ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မေအောင်လိုင်ရဲ့ရွေးကောက်ပွဲကြီးကိုထောက်ခံအားပေးနေတဲ့ဒီမိုကရေစီအပေါင်းပါများကရုရှားဘဲလာရုစ်နဲ့တရုတ်ကွန်မြူနယ်ပါတီတို့ဖြစ်နေခြင်းကပင်နိုင်ငံတကာအဖို့ပြလုံးကြီးတစ်ဖွဲဖြစ်လာနေပါတယ်။ယူရီရှာရီဗျူမှာဆောင်းပါရှင်ဒေါက်တာအဇန်အီဗရာဟင်က၎င်းရဲ့ရွေးကောက်ပွဲဆိုတာကဒီမိုကရေစီအနှစ်သာရများကင်းမဲ့နေပြီး ပြည်တွင်းပြည်ပကိုလှည့်စားဖို့၎င်းတို့အာနာပူမိုဆုတ်ကင်သွားနိုင်ဖို့အတွက်အချိန်ရရန်တတ်တတ်ဖြစ်တာကြောင့်ကဘာကြီးဟာ၎င်းတို့ရဲ့လက်ကွက်ထဲအဝင်မခံဖို့လိုတယ်လို့យေတာသတိပေးလာခဲ့ပါတယ်။အတိုက်အခံများကိုအတန်တိတ်အောင်လုပ်ထားပြီးမာရှယ်လော့အောင်မှာပြုလုပ်မိရွေးကောက်ပွဲပြည်သူတို့ရဲ့လွတ်လပ်ခွင့်အဝဝကိုဟန်တားထားတဲ့အခြေအနေမျိုးနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲကမြည်သူများတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ထို့ပြင်နေရာကွက်ပြီးပြီးစလွယ်လုံးမဲ့ရွေးကောက်ပွဲမျိုးလည်းဖြစ်နေပြန်ပါတယ်။ ကဘာကြီးကစစ်ကောင်စီကပြအတုံးတော်ခံမဲ့ရွေးကောက်ပွဲပြဆက်ကြီးကိုမိန်မောမနေတင်မဲ့မြန်မာပြည်သူများနဲ့အတူထိုက်တန်တဲ့အစ်စ်မှန်ရွေးချယ်ခွင့်ကိုဘေးတင်းလာတယ်လို့ဆိုပါတယ်။ဒီမိုကရေစီရောင်ဆောင်များဝယ်စားပြီးကပြအတုံးတော်ခံလာမဲ့စစ်အုပ်ချုပ်ရေးဇက်လန့်ရဲ့အခန်းဆက်မျိုးကိုဆက်ပြီးခွင့်မပြုတင်တော်ဘူးလို့ဆောင်းပါရှင်ကဆိုပါတယ်။လူတို့ရဲ့စင်ကြယ်တုံတရားပျက်စီးလို့နီးပါဖြစ်ကုန်ပြီလားလို့ထင်ရတော့အောင်ထိုကဲ့သို့ရွေးကောက်ပွဲမျိုးကိုဝင်ရောက်ရှင်ပြိုင်မဲ့အညံစားနိုင်ငံရေးသမားများထွက်ပေါ်လာပြန်ပါတယ်။ ိုင်ငံကြီးဆိုတာဟာနေလုံးကြီးအောင်မှာဖြစ်ပျက်နေပြီးအရာရာတိုင်းနဲ့တတ်ဆိုင်တယ်လို့ဆိုစမှတ်ပြုခဲ့ကြပါတယ်။အင်္ဂလိပ်ဝါဟာရဖြစ်တဲ့ politics ဆိုတာကလည်းအရစ္စတိုရဲ့ကျမ်းလာဂရိဘာသာစကားဖြစ်တဲ့ politica မြို့ပြရေးရာများဆိုတဲ့စကားမှဆင်းသက်လာခြင်းဖြစ်ပါတယ်။နိုင်ငံကြီးကိုအိဗယ်မျိုးမျိုးဖွင့်ဆိုရမှာမိမိသဘောအချဆုံးကအမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်ကြီး David Easton ဆိုသူဖြစ်ပြီး၎င်းဟာနိုင်ငံရေးဆိုတာဟာ လူပေါင်းအဖွဲ့အစည်းများအတွက်တန်ဖိုးရှိရာရှိကြောင်းတွေကိုအာဏာနဲ့ခွဲဝေလျားထားပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ထို့သောလူပေါင်းအကျိုးရှိရာရှိကြောင်းစောင့်ကျဉ်နိုင်ဖို့ရေက လုံပိုင်ခွင့်အာဏာလက်ဝဲရှိမှဖြစ်ပြီးထိုလုံငန်းစင်ကပဲနိုင်ငံရေးပဲမဟုတ်ပါလား။နိုင်ငံရေးကိုလုံဆောင်လျက်ရှိကြသူများထဲမှာနှစ်မျိုးနှစ်စားသာရှိပါတယ်။တစ်မျိုးကထိပ်တန်းနိုင်ငံရေးသမားများဖြစ်ပြီးတစ်မျိုးကအညာစားနိုင်ငံရေးသမားများဖြစ်ပါတယ်။ထိပ်တန်းနိုင်ငံရေးသမားများကနိုင်ငံအကျိုးကိုတည်ပိုးလိုစိတ်နဲ့ကြာရနေရာမှာဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီး သူတို့အကြောင်းကိုအကျယ်တဝင်းမပြောလို့ပဲပြောလို့တာကနိုင်ငံတွင်ပေါ်များလာတဲ့အညာစားနိုင်ငံရေးသမားများအကြောင်းပဲဖြစ်ပါတယ်။အန်အော့ဖို့ကောင်းနေရတာကအဆိုပါနိုင်ငံရေးသမားတွေကလူမှုကိုပလီပလာစကားများဟုတ်ဒီမဟုတ်ဒီအပါထားစိတ်တဲ့တက်ကြွပွဲစကားများပြောဆိုစည်းရုံးကြခြင်းမရှိတာပဲဖြစ်ပါတယ်။ပြောစရာလည်းမလိုအပ်ရဖြစ်ပြီး၎င်းတို့ရဲ့အစ်မန်ရွေးကောက်ပွဲပလက်ဖောင်းကပင်လူမှုနဲ့စံကျင်ဘက်မှာနှစ်ပေါင်းများစွာရက်တီလာခဲ့တဲ့စစ်တပ်ကိုပြောင်းကြကြထောက်ခံရေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာဒီမိုကရေစီနီးလန်းနဲ့အာဏာကိုမြည်သည့်နည်းနဲ့များရနိုင်စေရအကြောင်းမရှိဆိုတာကိုတည်ထားကြရလေဖြစ်ပါတယ်။ထို့သောသောလူများကလူထုကိုအထင်သေးစွာဆက်ဆံနေကြပြီးပြည်သူများဖို့ကလည်းအစိုးရကအကောင်းထွက်လာရတာကအမျိုးသားသစ္စာပေါက်များကိုမျက်ဝါးထင်ထင်တွေ့မြင်သိရှိခွင့်ရလိုက်ခြင်းပဲဖြစ်ပါတယ်။အာဏာရှင်များကလူထုအားအကြောက်တရားများလိမ့်လဲလဲဖျားမှုများတအုပ်နဲ့တအုပ်ညီညွတ်ခြင်းမရှိအောင်ရန်တိုက်ပေးမှုများနဲ့အာဏာတို့တက်လန်းလာခဲ့ကြသမျှဖြစ်ပါတယ်။ အာနာရှင်တွေဟာ၎င်းတို့အာနာတီမြဲစေဖို့ဒီအတိုင်းနေရတော့မရပဲ၎င်းတို့အားဆန့်ကျင်သူတွေကိုနှိပ်စက်တက်ဖြတ်ကွပ်မျက်ခြင်းများကျူးလွန်ခဲ့ခြင်းဖြင့်ရှင်သန်ခဲ့ကြရပါတယ်ထို့သောကျူးလွန်ခဲ့ကြသူတွေဟာကံကြမ္မာရဲ့တန်ခတ်ခြင်းကိုလဲဆင်းခံရစမြဲလည်းဖြစ်ပါတယ်ထိုနည်းဟာမလွဲမသွေအနည်းနဲ့မြန်ဆိုသလိုရောက်လာတော့မယ်လို့လည်းဆိုပါတယ်ထို့အခါမှာတော့၎င်းတို့နဲ့ကြံရပါလက်ပါးစီများဖြင့်အသုံးတော်ခံခဲ့ကြသူများကတမိုင်းရဲ့ပြစ်တင်ရှုံချခြင်းခံကြရတော့မှာဖြစ်သလို လူများရဲ့ဝိုင်းပယ်ခြင်းလဲခံကြရတော့မှာဖြစ်ပါတယ်။ထို့သောကြုံလာမယ့်အရေးကိုလည်းမှုရကောင်းမဲမသိပဲယခုအခါလူလူက၎င်းတို့အားမစင်ပုံတွေကလောင်များတစ်ဖွဲယူဆနေကြပြီဖြစ်ပါတယ်။အញ្ញံစားနိုင်ငံရေးသမားများကတော့1949အင်းစိန်တိုက်ပွဲဘကိုးရုံမမဗမာပြည်ကွန်မြူနတီပါတီတများကိုတိုက်ထုတ်နိုင်ခဲ့မှုတရုတ်ဖြူစစ်စင်ရေးများနဲ့ဆက်ပြီးစိတ်ကူးရင်နေကြဆဲဖြစ်သောမရောက်နိုင်တဲ့အပေါင်းအဖော်များက လူမှုထောက်ခံမှုအပြည့်အဝရရှိထားတဲ့ပြည်သူတော်လှန်ရေးအင်အားစုများကိုအစုံးမှဖြိုခွင်းနိုင်ကြလိမ့်မယ်လို့ကိုလိုရဆွဲကယင်မှုနေကြဆဲဖြစ်ပါတယ်။ပန်းပန္နာကိုပင်ဥပဒေနဲ့ညီဖမ်းဆီးခဲ့တယ်လို့ပြောလာသောအဖွဲ့ရဲ့ရွေးကောက်ပွဲကိုဝင်ရန်လူရွေးဇက်တိုက်နေကြပြီဖြစ်ပါတယ်။၎င်းတို့အားလုံးစုံစမ်းရေးကော်မရှင်လိုမျိုးပြည်သူတရားခွင်မှာမျက်ရည်လဲရွှဲထွက်ဆိုနေကြမဲ့အဖြစ်ကိုကြည့်ရမယ်ဆိုကမြေမြထိချုံမြိန်လှပေမည်နီ။ထိုအဖြစ်ကိုရောက်အောင် အချိန်ဆိုတဲ့ရာသားကြားမှာခံနေပြီးတော်လန်ရင်ကြီးအမြန်အောင်မြင်ဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်း၎င်းတို့အားထိုကဲ့သို့အဖြစ်မျိုးရင်ဆိုင်ရနိုင်တယ်လို့အတွင်းနဲ့နေ့စဉ်လို၆လန့်နေတဲ့သတင်းများလည်းအဆက်မပြတ်ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ယခုပင် အကိုတိုင်းညောင်လေးပင်ကြောက်တကားဖြူမြွနဲ့အတွင်းရန်ကုန်မန်းလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စခန်းကုတ်ကူကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရဲ့နေမြင့်နှင့်ကိုကဲမှုအောင်မှရှိတဲ့တက်များနဲ့ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL တက်ဖွဲ့များကဇွန်လ25ရက်မနေ့အစောပိုင်းမှာတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့သတင်းများထွက်ပေါ်လာပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာရဲအုပ်တအူအပါအဝင်73ဘန်း3ဦးကိုပါဖမ်းဆီးရရှိခဲ့ပါတယ်။တိုက်ပွဲအတွင်းလနဲ့ကြီးလနဲ့ငယ်အစုံ16လနဲ့ခဲရံများစစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်းစီရရှိခဲ့ပါတယ်။ ပြည်သူတို့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်